မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါလာရှုံမျိုးကို MNDAC ကစစ်ကောင်စီတွေပြန်လဲလွှဲပြောင်းယူပြီးတဲ့နောက်တခြားလက်နက်ကိုင်အဖွဲ့တွေကလာရှုံမျိုးကိုပြန်ပြေးလာပြစ်မယ်လို့ကောလာဟာလာသတင်းတွေမကြာခဏထွက်ပေါ်နေတာကြောင့်ဒေသခံတွေစိုးရိမ်နေကြပါတယ်လာရှုံမြို့မှာစစ်ရေးအခြေအနေကစိတ်မချရသေးတဲ့အတွက်ចောင်းသားရှိတဲ့မိဘတို့ချို့ကစိုးရိမ်ပြီး ပြမလာသေးတဲ့အကြောင်းအကြောင်းသားတွေလည်းအရင်ကလောက်မများသေးဘူးလို့ဒေတာကန်တယောက်ကပြောပါတယ်။လက်ရှိပြက်စီသွားတဲ့လာရှုံမျိုးလေရင်ကွင်းကိုပြန်လည်ပြင်ဆင်နေပြီးလေရင်ဆင်းလို့ရရင်တော့စစ်ကောင်စီကအင်အားဖြည့်ပြင်ဆင်လာမယ်လို့ထင်မြင်နေကြပါတယ်။အဲ့ဒီခါကျရင်မြို့ပြမှာရှိတဲ့လက်နက်ကိုက်အဖွဲ့တွေနဲ့ဘလို့ဆက်ဖြစ်လာမယ်ဆိုတာကစိုးရိမ်စရာဖြစ်တယ်လို့ဒေတာကန်တယောက်ကမှတ်ချက်ပြုပါတယ်။ လက်ရှိအခြေအနေကထာဝရငြိမ်းချမ်းသွားတာမျိုးမဟုတ်တာကြောင့်တစ်ဖက်နဲ့တစ်ဖက်ဘသူကအရင်ဆုံးလက်လွန်မယ်ဘသူက အရင်ဆုံးမှားမလဲဆိုတာမျိုးကိုစောင့်ကြည့်နေကြတာလို့ပဲမြင်မိတယ်လို့ဆိုပါတယ်တရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမှုကြောင့်လာရှိုမျိုးကိုစစ်ကောင်စီကပြန်လည်ထိချုပ်ခွင့်ရရှိပေမဲ့လာရှိုမျိုးပပတ်လည်းမှာတော့ MNDAA စစ်သားတွေကထိချုပ်ထားဆဲဖြစ်ပါတယ်ရှင် အေယာဝရီတိုင်းလေးမျက်နှာမျိုးကိုပသိမ်မျိုးမှရှိတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေစစ်ကား73စီးနဲ့ဇွန်လ2ရက်မနေ့အစောပိုင်း7နာရီကျော်ချိန်မှာလက်နက်ခဲယမ်းတွေလာရောက်ဖြစ်တင်ပေးနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အင်အားဖြစ်တင်တဲ့အထက်မှာတနတ်တွေလက်နက်ကြီးတွေကြီးစံဘုံတွေနဲ့ဘုံသီးတွေထည့်ထားတဲ့တစ်သားတစ်တာတွေအပြင်ဒရုန်းသီးဘုံတွေပါဝင်တယ်လို့ဆိုပါတယ်။ ထောက်ပို့တက်တစိုက်တွေပါတဲ့စစ်ကား73စီးနဲ့လက်နက်ခဲယမ်းတွေလာပို့တာဖြစ်ပြီးကားတိုင်းမှာလက်နက်ခဲယမ်းတွေအပြည့်ပဲလို့လင်းမျက်နှာမျိုးကန်ကပြောပါတယ်အေရီတိုင်းကနေတိုင်းသားလက်နက်ကိုင်ဒေသတွေမှာစစ်တပ်နဲ့တရောက်နေတဲ့တွန်လှရေးတပ်ဖွဲ့တွေအေရီတိုင်းထဲကိုပြန်လည်ဝင်ရောက်ပြီးထိုးစစ်ဆင်လာနိုင်တဲ့အတွက်ရခိုင်ရိုးမှအဆက်နဲ့အေရီတိုင်းထဲဝင်ရောက်နိုင်မဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကလုံခြုံရေးတွေပြုလုပ်နေတယ်လို့စစ်ကောင်စီတပ်နဲ့ညီဆက်သူတွေစီကသိရပါတယ်ရှင်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေစီအမျိုးသမီးလုံသမားတွေတရားမဝင်ဆေးလွှတ်နေတဲ့အေဂျင်စီတွေကိုစစ်ကောင်စီကအရေးမယူဘဲလစ်လျူရှုထားတယ်လို့အလုံသမားရေးလှုပ်ရှားသူတွေကပြောဆိုပါတယ်ဒီသတင်းကိုတူတာချန်သာပေးပို့ထားပါတယ်ရှင်အိုမန်ဒူဘိုင်းဆိုဝဒီအီရက်ဆိုတဲ့နေရာမလာကြပါနဲ့လို့ချင်မပြောချင်တာပဲဖြစ်ပါတယ် ဆရာနာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာလောက်ကန်ရှာပါတဲ့ပြဿနာကြောင့်လူငယ်အများအပြားပြည်ပကိုလောက်ကန်အတွက်ထွက်ခွာခဲ့ကြတာပါပြည်ပကိုအခြေခံလောက်သားဆင်လုပ်ဖို့အတွက်အစိုးရချင်းနှစ်နိုင်ငံသဘောတူစာချုပ်ထားတဲ့နိုင်ငံတွေစီတည်ဝင်သွားတဲ့သူတွေဒါပြဿနာဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ရနိုင်မှာဖြစ်ပါတယ် ဒူဘိုင်းကနေတဆင့်အီရန်နိုင်ငံကိုအပိုးခံထားရတဲ့ချင်းတိုင်းရင်းတို့မြို့သူမိငယ်တယောက်ဟာဂျွန်လာတဲ့နေ့မှာသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်သူ့ကိုကူညီပေးဖို့ live stream မိတောင်းဆိုခဲ့ပါတယ်။အဲ့ဒီမြို့သူမိဟာအလုသမာပွဲစားတွေကအစဉ်စဉ်ပို့ဆောင်တာတွေကြောင့်အီရန်နိုင်ငံကိုရောက်မှမသိရောက်ခဲ့တာဖြစ်ပြီးအလားတူဖြစ်ရမျိုးတွေအများကြီးရှိတယ်လို့ဆိုပါတယ်။ဒီရောက်လာ မကိုဟာနကိုမတိတူတလားနလားနေပြီးမတိရပြောရေးဘူးဒီတခါပြောလဲလို့ရှင်အရင်တော့လည်းမျိုးရိတ်ခံရပြန်မြေမဖုံးသိမ့်မယ်ဆိုပြန်မပြီးတော့ဦးတို့ဒီတခါတော့အဲ့ဒါကြောင့်ဒီတခါတတိတွေတကုံမွေးပြီးမှပြောရမှာ2024လာစားတယ်မကြောင်းတော့ဘလောက်ပဲပြောတော့ပြီးပြီလို့ပြောတယ်တမင်းတတိုင်ပဲထားလိုက်တော့တယ်ဒါမဲ့လူချင်တာပေါ့ကိုပဲဆောင် ရန်ကုန်မြို့ဆိုင်ုံတွေမှာလှုပ်လှုပ်ခဲတဲ့လှုပ်သားတွေတဲကထဝက်နီပါဟာအင်းနင်းချင်းနိုင်ငံတွေစီကိုအလုအကံကြွထွက်ခွာခဲ့ကြတယ်လို့အလုသမားရေးတကြွလှုပ်ရှားသူတွေကပြောပါတယ်။လက်ရှိပြည်တွင်းပြည်ပခအခြေအနေမှာအလုသမားစေလွတ်တဲ့အေဂျင်စီတချို့ဟာတရားဝင်လှုပ်သားပုံခွင့်မရှိတဲ့ဒူဘိုင်း၊ Oman ၊ Iraq ၊ Saudi စတဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေစီကိုအလဲဗီဇာနဲ့လှုပ်သားတွေပို့ဆောင်နေတာပါ။ ူပန်တို့အိုမန်တို့အီရတ်တို့ဆော်ဒီတို့ဒီနိုင်ငံမှာရှိတဲ့သူတွေနဲ့ရှိုက်ဆက်ထားတယ်ဒီကလူတွေကိုသူတို့ကအလီဗီဇာနဲ့ပတ်စပို့လောက်ပြီးတော့တတော်ရှင်ပို့ပေးလိုက်တယ်ဒီမှာပြောတော့ကတော့အကုန်လုံးတာဝန်ယူပေးတယ်ဟိုရောက်တော့တာဝန်မယူတော့ဘူးစင်ကာပူကိုသွားမယ်လို့လာတဲ့သူတွေကလည်းအာ၄လ၅လ၆လဖြစ်လာတယ်မသွားရဘူးဒူပန်အိုမန်ဆိုသူတို့က free point ထားတယ်ဒီဘက်ဒီဘက်သွားမယ်ဆိုရင်တော့နင်တို့မြန်တယ်ဟိုဘက်ဆိုရင်တော့ကြာမယ်အဲ့လိုမျိုးအဲ့ကိုပို့တဲ့သူတို့များများကအင်ရှင်တွေနဲ့ရှိုက်ဆက်ပြီးတော့အာငါမြန်မာနိုင်ငံမှာလူခိုးပေးလို့ရတယ်အဲ့လိုမျိုးလေလုံရင်လုံရင်လည်းအလို့သမဘွားကနေပြီးတော့အေဂျင့်ပုံစံမျိုးဖြစ်သွားကြတယ် တယ်တရားမဝင်တဲ့ agent တွေပဲမြန်မာနိုင်ငံမှာရှိတဲ့ agent တွေလည်းတရားမဝင်ဘူးတကယ်တမ်းဆိုရင်ဒူဘန်အိုမန်အီရတ်ဒီအရှိအလေပိုင်းတွေဆိုရင်အလို့တမပို့လို့ရတဲ့နိုင်ငံတွေမဟုတ်ဘူးမြန်မာနိုင်ငံရဲ့တန်ယုံတွေလည်းမရှိဘူးသူတို့ကအလေဗီဇာဆိုပြီးတော့ agent ဘက်ကပဲအကုန်ကြံပြီးတော့လုပ်ပေးတယ်ဟိုဘက်ကိုပို့ပေးလိုက်တယ်တချို့ကြတော့လေမြန်မာနိုင်ငံမှာ license တော့လုပ်ထားတယ်စင်ကာပူတို့ကတော့ပို့လို့ရတဲ့ license ရှိတယ်ဒါပေမဲ့အဲ့လို license ရှိပေမဲ့လည်းကိုယ်နိုင်ငံတွေကိုထပ်ပို့တဲ့ဟာကြတော့တရားမဝင်ဘူးအဲ့လိုမျိုးပေါ့နော်နှစ်မျိုးရှိတယ်တရားဝင်လုပ်ထားပေမဲ့တရားမဝင်ဘူး ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေရောင်ရွှေ့ပြောင်းလုပ်တာတွေနဲ့ဆက်ဆက်တဲ့ကိင်္ဂနံချက်လက်တွေကိုအကြီးအကျယ်မှတ်တမ်းပြုလုပ်ဖို့အခက်အခဲရှိနေတယ်လို့အလို့သမားရေးတက်ကြွလှူရှာသူတွေကပြောပါတယ်။ လုံသမားတွေအခက်အခဲဖြစ်မတရားနိုင်ကျင့်ခံရတာမျိုးရှိရင်အချက်လက်နဲ့တင်ပြဖို့တန်ကြားနိုင်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီအလုံသမားဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နေကပြောဆိုထားပါတယ်ပြဿနာတွေကိုလက်တလုံးမဖြေရှင်းပေးနိုင်ရင်တော့ပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ ILOC မှာစစ်ကောင်စီရဲ့တာဝန်ယူမှုတာဝန်ခံမှုကိနယ်လို့ရတွေကိုတတ်သိအဖြစ်တင်သွင်းနိုင်မှုအလုံသမားရေးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါတယ်ကျွန်တော်တုဒချမ်းသာပါ အမေရိကန်ဟာကုတ်တော်ရဲ့သဘောတူညီချက်အပေါ်ဆဆူရွရွာချိုးဖောက်ခဲ့တဲ့အလျောက်တရုတ်နိုင်ငံအနေနဲ့သူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်သွားမယ်ဆိုပြီးတုံ့ပြန်ခဲ့ပါတယ်။တရုတ်ကုတ်တော်ရဲ့ဝန်ကြီးဌာနဟာပြီးခဲ့တဲ့လကဂျနီဗာဆွေးနွေးပွဲမှာရရှိလာတဲ့သဘောတူညီမှုကိုဝါရှင်တန်အနေနဲ့တရုတ်နိုင်ငံအတွက်အပြင်းထန်ထိခိုက်စေခဲ့တယ်လို့ဆဆွဲခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းတရုတ်နိုင်ငံဟာကျွန်တော်တို့နဲ့ရရှိထားတဲ့ သဘောတူညီချက်ကိုအလုံးစုံချိုးဖောက်ခဲ့ရဆိုပြီးပြောဆိုခဲ့တဲ့အတွက်အခုလိုမျိုးအပြန်အလှန်အငင်းပွားနေကြတာပါအမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဂျေမီဆန်ဂရီယာကတော့တရုတ်နိုင်ငံဟာသွင်းကုန်ခွန်ကိုသာမကအတားဆီးပိတ်ပင်ထားတာတွေကိုပါသဘောတူညီချက်အတိုင်းဖယ်ရှားပေးတာမျိုးမရှိကြောင်းမှတ်ချက်ပေးထားပါတယ်နိုင်ငံခြားမေလမှာပြုလုပ်ခဲ့တဲ့ဂျနီဗာစီဝေးတွင်အမေရိကန်ဟာတရုတ်ကုန်စည်တွေအပေါ်အခွန်စီကြပ်မှု 145ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိလျှော့ချပေးခဲ့သလိုတရုတ်ရဲ့အမေရိကန်ဘော်အခွန်တိုးကောက်မှု125ရာခိုင်နှုန်းကိုလည်း10ရာခိုင်နှုန်းအထိပြန်လျှော့ပေးဖို့သဘောတူခဲ့ကြပါတယ်ရှင် DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မှကျေးဇူးတင်ပါတယ်ရှင်